ရန်နာလေးကရန်နာချက်မြတ်သူမှာရှားဆိုရအဲ့လိုမျိုးပေါ့နော်ကိုတူးလေးနဲ့ကိုတော်မှာပဲစာစီလိုက်တယ်ပေါ့နော်အဘွားမှာအမှတ်တရဖြစ်ပါတယ်ဘာလို့ဆိုအကူနဲ့ဆုံတာလေအိုက်ကာကြောက်မယ်ဆိုတော့လေအခုကျတော့ဒါလေးကပြန်တက်လာတာလောကကွတ်ကွတ်တီလိုလေးဖြစ်သွားပါဘောနော်တချို့ကျတော့အရင်တော့အသေးဆုံးလုပ်ခဲ့တာကိုမသိရသေးရှိရအခုစနေမျိုးတို့ကိုဆိုင်မျိုးသမီးလို့သိပေမဲ့ အဟိုတရုတ်ဆောင်မြတ်တူတူဆိုပြီးမတိရတူရှိကြသေးတယ်။ဘာလို့ဆိုတော့မြို့သူဇာလန်တွဲတွေရိုက်ခဲ့ပြီးတော့လွင့်ခဲ့တဲ့အချိန်ကဆယ်စုနှစ်တစ်စုစာလောက်ဖြစ်သွားပြီဆိုတဲ့အချိန်မှာဒီအငယ်တန်းလေးတွေကမတိကြဘူးလေ။မတိကြဆိုတဲ့အချိန်မှာဒီကားလေးပြန်တက်လာတဲ့အခါကျတော့အော်အရင်ကဟိုဇာလန်ထဲမှာပေါ့ဦးတဲ့အမကြီးဆိုပြီးတော့ပြန်မှတ်မိသွားကြအောင်။ ိုင်ရတာပတ်သက်ပါတယ်။ဟုတ်ကဲ့။ကိုယ်လည်းကျုပ်ဆောင်ကြတော့တော့မယ်။ဟုတ်လို့ရင်းနေရှင်းလန်းမှုအစဉ်စားထားတာ။အဲ့ဒါလေးလည်းနည်းနည်းစီစဉ်နေရလေးရှိပါတယ်တချို့ဆက်လေးလည်းဖတ်နေရပြီပြီးတော့ကိုနဲ့ရင်းနေအမရေပေါ့နော်တိုင်ပဲပေါ့ဘာလို့ဆိုတော့အဲမြို့သူဒီ35နှစ်မှာမြို့သူဘယ်လောက်ထိလုံနိုင်လဲကိုလုံချင်တာလေးတွေရောအဲလုံတင်တာလေးတွေရောလုံရမှာလေးတွေရောအားလုံး balance နေနေလုံသွားမှာ အသက်လေးကြီးတဲ့အချိန်မှာကိုမလုပ်ချင်တာတွေကိုမလုပ်ရတော့မှကိုအေးဆေးဆေးလေးနဲ့ကိုနေရမယ်ပေါ့နော်အဲ့လိုအတွေ့အလဲပေါ့နော်ဒီနေ့နဲ့မနေ့ပြန်ပါမှမသိရတဲ့အကြောင်းမလို့တော့ရှင်တန်နေရဲ့ကာလအတွင်းမှာတော့တတ်နိုင်တယ်လို့စူးစမ်းပြီးတော့သူကရုံးမြန်သွားမှာဒါ forever နဲ့လက်တွဲလုံးဝမဖြတ်သေးပါဘူး forever နဲ့မှာပဲရှိနေပါသေးတယ်။အဲဇလန်တွဲလေးရိုက်ထားတယ်ပေါ့။ထပ်ပြီးတော့လည်း ရိုက်ဖြစ်တယ်ဆိုလို့ရှိရင်လည်းမျိုးယုံနဲ့လည်းဖြစ်ခြင်းဖြစ်မယ်အပြင်းနဲ့လည်းဖြစ်ခြင်းဖြစ်မယ်ဒါကတော့လက်တော်လုံးမှာတော့မပြောနိုင်ဘူးပေါ့နော်တခြားကြတော့ကိုစီစဉ်တာလေးတွေတော့ရှိနေပေမဲ့ဟိုတေချာမှပြောတာကောင်းတာလေအဲ့အားကြောင့်မလို့မပြောသေးဘူးအဓိကမြို့သူကဒီဘက်မှာဆိုလို့ရှိရင်လေမလေးနှင်းအောင်တန်းတန်းတလောက်စူးစမ်းတယ်ဒါပေမဲ့ တကယ်လုပ်ချင်တယ်ဆိုလို့ရှိရင်အချိန်ဆိုတာသူကလည်း manage လုပ်လို့ရပါတယ်လုပ်နိုင်မှုပဲလုပ်တာပေါ့နော်နောက်တစ်ခုကစိတ်တစ်ခုပဲသူတို့အလုပ်တွေကိုယ့်ထက်ကိုလုပ်ငန်း၄၅ခုကိုဦးစီးနေတွေ့လဲအများကြီးရှိတာပဲလေနော်ကိုကမှအခုဒီကလေးလုပ်ငန်းလေးတစ်ခုနဲ့ဒါကိုယ့်ရဲ့အနုပညာလုပ်လေးနဲ့ဆိုတော့ဒီတိုင်းမှလည်းသူစိုင်ဖွင့်ထားတဲ့ talent နဲ့ပဲဇလန်တွေတတဲ့ကိုဒါလာချီပြီးရိုက်ခဲ့တာပဲဆိုတော့လေရအောင်လို့ handle လုပ်ရတာပေါ့အဓိကစိတ်စိတ်တစ်ခုပါပဲဟုတ် အဲ့လိုမျိုးကြီးတော့မရှိပါဘူးဘာလို့လဲဆိုတော့ကိုကအနုပညာအဲ့လိုကိုလှုပ်ချင်တယ်တေးဥဆောင်ရတာကိုပျော်တယ်တေးဥဆောင်နေရရင်ကိုကိုကိုပို့ပြီးတော့ယုံကြည်မှုရှိတယ်အဲ့လိုချိန်မျိုးမှာဇာတိုင်းကကိုနဲ့မလိုက်နိုင်ဘူးပေါ့နော်အဲ့တော့ကိုနဲ့မလိုက်နိုင်နိုင်ယူလဲကိုလာငန်းမှာမဟုတ်ဘူးအဲ့တော့ကိုလာပြီးကန်လန့်နေဆိုလို့ရှိရင်ဒါအမြင်မှာလိုက်တယ်လို့ယူဆလို့လည်းဖြစ်နိုင်တယ်ပုံကိုရေးရ ဟိုခင်မင်းကြီးလိုလည်းဖြစ်နိုင်တယ်အဲ့လိုဆိုတော့ကို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 လုံနိုင်မယ်လို့ထင်တော့လုံမယ်အဲ့လိုရန်ကြီးပေါ့နော်ဟာဘယ်လိုဇန်မျိုးမှရိုက်ပါမယ်ဆိုရွေးချယ်နေတာဘူးလည်းဘာမှဟုတ်မလို့ပေါ့နော်ဇလန်တွဲမှပဲဒါပေါဝင်ထားတဲ့တရုတ်ဆောင်တယောက်အနေနဲ့ပဲဆိုတော့တရုတ်ဆောင်တယောက်အနေနဲ့ကတော့အဓိကရာမာတို့ဟိုဇလန်ကောင်းမာတို့အဲ့လိုဆိုတာတက်ကိုကိုလုံချင်တဲ့နေရာလေးကိုကိုရဲ့ကြာရနေရာလေးမှာတောင်းကြည့်ရတဲ့သူဖြစ်စေပါ ရန်နာလေးရရန်နာချက်မြတ်သူမှာရှာဆိုရအဲ့လိုမျိုးပေါ့နော်ကိုတူးလေးနဲ့ကိုတော်မှာပဲစာစီလိုက်တယ်ပေါ့နော်ဘဝမှာအမှတ်တရဖြစ်ပါတယ်ဘာလို့ဆိုတော့အကူနဲ့စုံတာလေအိုက်ကာကြောက်မယ်ဆိုတော့လေအခုကျတော့ဟို ဒါလေးကပြန်တက်လာတာလောကကွတ်ကွတ်တီလိုလေးဖြစ်သွားပါဘာ။တချို့ကျတော့အရင်တော့အသေးဆုံးလုပ်ခဲ့တာကိုမသိရသေးရှိရခုစနေမျိုးတို့ကိုဆိုင်မျိုးသမီးလို့တည်ပေမဲ့အာတေယုဆောင်မြတ်တူတူဆိုပြီးမသိရသေးရှိကြသေးတယ်။ဘာဆိုမင်းတို့ဇလန်တွဲတွေရိုက်ခဲ့ပြီးတော့လွင့်ခဲ့တဲ့အချိန်ကဆယ်စုနှစ်တစ်စုစာလောက်ဖြစ်သွားပြီဆိုတဲ့အချိန်မှာဒီအငယ်တန်းလေးတွေကမသိကြဘူးလေ။မသိကြအောင်ဆိုချင်ပါဘူး။ဒီကားလေးပြန်တက်လာတဲ့အခါကျတော့အော်အရင်တော့ဟိုဇလန်ထဲမှာပေါက်ပြီးအမှားကြီးဆိုပြီးတော့ပြန်မှတ်မိသွားကြအောင်။ ော်ဒါကတော့အသက်အရွယ်တစ်ခုရောက်လာရင်လူကတော့လူအလုံးလုံးကြမှာပဲလေနော်ကိုယ်လည်းအိမ်ကမြို့တယ်ဒီလိုပဲကိုယ်တကယ်ချင်းဆိုလို့ရှိရင်လမ်းမှာကလေးတောင်ရနေတယ်အဲ့လိုမျိုးဆိုတော့လေအဲမြို့တို့လည်းတရုတ်ဆောင်နေလည်းလူတွေပါပဲဘဝမှာပလန်ထားလေးရှိတယ်တချို့ကျတော့လေတယောက်တည်းဆက်ပြီးသွားဖို့ရှိတယ်လို့တချို့ကျတော့လေဒါဆိုပလန်လေးရှိရဆိုရင်လွန်ခဲ့တဲ့10နှစ်နဲ့အခု10နှစ်ဆိုလွန်ခဲ့တဲ့20အခုချိန်မှာ30ကျော်အဲ့လိုဆိုတော့အင်းတော့ပြုတ်သိမ့်ပြီလေနော်ကြီးရထားပြီဆိုလို့ရှိရင်ဒါလေးတွေကတော့ ကြုံရမှာပဲဆိုတော့လေတိတ်တော့ဒီစံတော့ရှိပါဒါပေမဲ့တကယ်ချင်းတွေတော့ပြန်စုံဖြစ်တာပေါ့ဆယ်ဆယ်လောက်ရက်လို့ပြန်ကြည့်လိုက်တော့ဒီလိုလေးပေါ့ဒီဘီကရလာတဲ့အဲ မပြောတော့ပြောတော့အဲ့တော့လေကိုလုံးနေသလားအကောင်းဆုံးလောက်တာပဲပေါ့နော်အဲဘယ်ရမ်းဆိုဟိုလိုတောင်းကြည့်တဲ့သူဖြစ်ချင်တာပေါ့အဲ့စိတ်ကလေးပေါ့နော်အဲ့တော့အခုဒီရောက်လာမဲ့ဇလန်းမှာဆိုရင်မမိုးရတဲ့ရက်မရှိတဲ့လောက်ကိုနေစင်နေတာပေါ့လို့ကြိုးစားပြီးတော့လေနည်းနည်းအားဆိုင်ပြီးတော့ကြိုးဆောင်ထားပါတယ်အဲ့ဒါလေးတက်လာရင်လည်းအောက်ပြကြပါဦး ထူးထူးဆန်းဆန်းမပါဘူးနာမည်ကစိုက်ထက်မြက်ရဲ့မြက်တူတူရဲ့ဆိုတော့နှစ်ယောက်ပါလာရတော့ထက်မြက်တူဖြစ်သွားတာပေါ့နော်ဟုတ်ဒီလေးလေးလေးရယ်ကိုးဆိုနေအဲ့လိုလေးပေါ့ကိုတင်ရလေခေါ်ကြပါလေ Facebook ပေါ်မတင်လို့ဖြစ်ပါလေခေါ်ကြပါလေအဲ့ခေါ်ပါလေတရုတ်တင်အများဆုံးခေါ်ကြတယ်ဟုတ်ဒါကနောက်လုံးမဲ့လုပ်ငန်းလေးလေးကြရင်လည်းအပိပောင်းလို့ပြောချင်ပါတယ်ဇလန်တွဲလေးကအပိပောင်းရှင်းပြရပါမယ်။